ကိုရီးယားမင်းသားနဲ့မတူတော့ဘဲတနေ့ထက်တနေ့ PK တွန်းနဲ့တူလာတဲ့သူမရဲ့တားချင်လေးကိုရှင်းဖွင့်လာတဲ့ပို့ကြပြုခင် သူမတားငယ်လေးကကိုရီးယားမင်းသားနဲ့မတူဘဲအဖေ PK တွန်းနဲ့တူလာတဲ့အကြောင်းပြောလာတဲ့သူကတော့ပို့ကြပြုခင်ပါရှင်ပရိသတ်ကြီးတို့မှတ်မိကြအောင်ပဲထင်ပါတယ်လွန်ခဲ့တဲ့တလလောက်ကပို့ကြပြုခင်ကမွေးဖွားခဲ့တဲ့တားလေးဟာမွေမွေချင်းကလင်းလေးရဲ့မျက်နှာကဖခင်ဖြစ်သူကို PK တွန်းနဲ့လုံးဝမတူဘဲကဘာကျော်ကိုရီးယားမင်းသားလီကျွန်းကီနဲ့ချက်ဆွတူနေတယ်ဆိုပြီးလူပြောများနေကြတာပါ အဲ့ဒီတုန်းကမိမိပူဇော်ပြုခင်တရားဘလောက်တောင်ပျော်ပြီးကြောခဲ့ရတယ်လင်းဆိုတော့အာလုံးတည်ဆုံးပါပဲသူမတားလေးကိုကိုဝင်ဆောင်ထားတော့ကနမဲကြီးမောလပါဇန်လန်တွဲကြီးကိုတုံးကတီတီပြန်ကြည့်ခဲ့ကြအောင်အဲဒီကမင်းသားဝမ်ဆုလီကျုံးကီကိုပဲအခုတော့သူ့ရဲ့ကိုရီးယားမင်းသားလေးတယောက်မွေးဖွားနိုင်ခဲ့ပြီဆိုပြီးတော့ဝမ်သာအားရကြွားလုံးထုတ်ခင်တာပါရှင် ပရိသတ်တွေကလည်းဟုတ်တယ်ကလင်းလေးကဖြူဖြူဖွဲ့ဖွဲ့မျိုးလုံးလေးနှာရံလေးကစာကိုရီးယားစံပြီးဖေဖေပီကေတွန်းမျက်နှာပေါက်လုံးဝမပါဘူးဆိုပြီးဝိုင်းပီးတိမဲ့ပြုခဲ့ကြပါတယ်ရှင်တကယ်တော့ဒါကမေမေပိုးချပြုခဲ့တဲ့အတွက်တော့အောင်ပွဲတစ်ခုလိုပါပဲကိုဝင်ဆောင်ချိန်မှာကိုတကယ်ဆွဲဆွဲလန်းလန်းကြည့်ခဲ့တဲ့မင်းသားနဲ့မွေးလာတဲ့ကလေးကတကယ်တူတယ်ဆိုတော့ရှင်းလူကြီးတွေပြောခဲ့တဲ့ gazing theory ကတကယ်မှန်နေတယ်လို့ဖြစ်ခင်တာပေါ့ရှင်ဖေဖေပီကေတွန်းတော့ပေးရောက်သွားရတဲ့အထီးပါပဲ ဒါပေမဲ့ကြာကြာမခံခဲ့ပါဘူးအခုသားလေးစေဦးညီကတတလလောက်ပြေးလာတဲ့ချိန်မှာတော့မိမိပိုးချပြုခင်တရားပရိသတ်တီကိုရှင်းဖွင့်လာပါတယ်ရှင်။သူမပြောပြလာတာကတော့အစာပိုင်းမှာမွေးချိန်မှာသူမလိုလိုလီကျုံးခီလွန်လိုဖြစ်နေပေမယ့်အခုတော့တရရတရံသူ့အဖေနဲ့တူလာတာတော့မတတ်နိုင်ဘူးဆိုပြီးချစ်စနိုးနဲ့ညီးပြလာတာပါ။ဒီကျုံကြီးလေးမဟုတ်တော့ဘဲပီကေတွန်းငယ်လေးပြန်ဖြစ်လာတဲ့ပုံနည်းနည်းလေးနှမျောသလိုဖြစ်နေတဲ့သဘောပါပဲ။ ဒါပေမဲ့လုံးဝကြီးစိတ်ညစ်သွားတာတော့မဟုတ်ပါဘူးရှင်။သူမအတွက်ဖြေတာစရာချက်လေးတွေကျန်နေပါသေးတယ်လို့ဆိုပါတယ်။အနာကတော့ကားလေးရဲ့မျက်နှာပေါက်ကဖေဖေနဲ့တူလာပေမဲ့ကျန်တဲ့လှပစိတ်ပိုင်းတွေကတော့သူမစီကအမွေကိုရထားလိုပါတယ်။အထူးသဖြင့်တန်းလေးရဲ့သားရင်အယိုးစင်းနဲ့နှုတ်ပညာဆန်ဆန်လက်ချောင်းသွက်သွင်းလှလှလေးတွေကတော့မိမိပိုးချပြုခင်တဲ့တပုံစံနဲ့တူနေလို့ဒီချက်တွေနဲ့ပဲစိတ်ချမ်းသာနေရပါတယ်ဆိုပြီးပြောပြထားပါတယ်ရှင်။ ဒါကတော့မိခင်နိုင်ရဲ့ခံစားချက်လေးပါပဲရှင်။မျက်နာကဖေဖေနဲ့တောတူနေရင်တော့ကိုနဲ့တူတဲ့စိတ်ပိုင်းလေးတွေကို့မွေလေးတွေတားဆီမှာခြံနေသေးတယ်ဆိုတဲ့ဒီကပဲမိခင်တယောက်အတွက်အပျော်ဆုံးအချိန်နဲ့ဆုံးခံစားချက်လေးဖြစ်နေစေတာပါ။ဒီလိုလဲချောင်းလာလာလေးတွေကတော့မင်းသမီးမေစီကရတဲ့အဖိုးတန်မွေပါပဲ။ နောက်ဆုံးမှာတော့ပိုးကြပြုခင်ကသူသားလေးရဲ့လာပါကိုယောက်ျားပြီးသားရဲ့ရုပ်ရည်မျိုးဆိုပြီးတော့ခုံယူစွာနဲ့သုံးသပ်ပြခဲ့ပါတယ်။ကေပရိသက်ချီရုံယောကိုရီးယားမင်းသားနဲ့မတူတော့ပဲဖိဖိမျိုးယူပီစာကနောက်ဆုံးတော့အနိုင်ယူသွားတဲ့ပိုးကြပြုခင်တို့ရဲ့ချစ်စရာမိသားစုဖြစ်ပြန်လေးပေါ့ဘလို့မြင်မိပါသလဲရှင်။ comment မှာတားလီစိန်ဦးညီကဖေဖေနဲ့တူတာပို့ချစ်ဖို့ကောင်းလားမိမိနဲ့တူတာပို့ချစ်ဖို့ကောင်းလားဆိုတော့ဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင် ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုခြေစူးထူးပဲတင်ရှိပါရရှင်။